သူရချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါရှင်။လာမယ့်16ရက်6လ25ပေါ့နော်။စတဲ့ချိန်အတွက်ဒီကနေ့ကတော့နောက်တွဲလေးပေါ့နော်။နောက်တွဲလေးကိုတော့ပြပေးသွားမယ်နော်။နောက်တွဲဆိုတဲ့အတွက်ကြောင့်မို့လို့အမတော့ပေါ့နော်။အာဒီတစ်ခါကတော့အလယ်တိုင်းနဲ့မဟုတ်ဘူးပေါ့နော်။နောက်ထိုင်နဲ့ဆိုတဲ့အတွက်ကြောင့်နောက်ထိုင်ကိုအရင်ဦးဆုံးသွားကြည့်ရအောင်နော်။ဒီမှာရှိတာ6ဒီမှာရှိတာ9မချစ်ပြရတော့နော်။ရှုပ်သွားမှာဆိုလို့6 9နှလုံးပေါင်းတော့ပေါင်းချင်းက9ဆိုပြီးရထားတယ်နော်။ဒါဆိုရင်စပ်ပြီး ီးတော့သွားပါမယ်เนาะဒီမှာရှိတာ3ညဒီမှာရှိတာ4 3ညလေးနှလုံးပေါင်းတော့ပေါင်းခြင်းက လေးဟုတ်ပြီเนาะဆက်သွားမယ်ဒီမှာ6ဒီမှာ9 6ခုနှလုံးပေါင်းတော့ပေါင်းခြင်းက3ဒါဆိုရင်ဒီမှာရှိတာက10ဒီမှာလာမယ်အပိတ်တလုံးနှလုံးပေါင်းမယ်ဆိုရင်ဒီမှာ9ခုတလျှော့တော့လေး4ခုတလျှော့တော့3ဆိုတော့3ခုတလျှော့တော့နှလုံးပေါင်းခြင်းကပေါင်းခြင်းနှစ်ဖြစ်ကြမယ်เนาะဒါဆိုရင်ရှေ့ရှိပြီးသားပေါ့เนาะနောက်တစ်လုံးနဲ့ပေါင်းရင်နှစ်ဖြစ်ခြင်းတဲ့အတွက်ကြောင့်လေးထဲမယ်ရှေ့လေးနှလုံးပေါင်းရင်ဒီမှာလိုချင်တဲ့ပေါင်းခြင်းနှစ်ဆိုတာကိုရလာပြီပေါ့เนาะဒါဆိုရင်ညီမတို့ဆက်ပြီးတော့သွားမယ်เนาะ အောင်ချင်းလေးကိုဒီခါဆက်ပြီးတော့ရှင်းပြပါမယ်အဲ့တော့နှစ်တုံညာကိုရဒီမှာရှိတဲ့ကိုပါနော်ဒီလိုမျိုးတသက်ချလိုက်မယ်နော်ကိုကိုပါဆိုရင်ဗေကနန်းလေးပေါင်ချင်းလေးဆိုတော့ဒီမှာရှိတဲ့တုံညာခွန်ကိုသုံးလုံးပေါင်းမယ်တုံညာနဲ့ခွန်နဲ့ပေါင်းတော့ခွန်ခွန်ရဲ့ကိုရဲ့ပေါင်းတော့6ကိုနက္ခတ်6ဆိုပြီးရထားတယ် ဟုတ်ပြီနော်ဒါဆိုရင်နောက်ထပ်တစ်ပြင်ကိုဆက်သွားပါမယ်သုံးခွန်ခွန်ရဲ့ဒီမှာရှိတဲ့ခொနဲ့ပါခொနဲ့ကဆိုရင်ခုနတိုင်းပဲသူပေကဒီမှာရှိတဲ့ခွန်96ပေါ့နော်သုံးလုံးပေါင်းခြင်းမှာခွန်96ပေါင်းတော့664ပေါင်းတော့3ညခொနဲ့နက်ခတ်က3ညဆိုပြီးတော့ရထားတယ်နော်ဒါဆိုရင်ဆက်သွားပါမယ်တခါဒီမှာရှိတာ68ခွန်ရဲ့ခொနဲ့ပါခொနဲ့ကဆိုရင်ဒီမှာရှိတဲ့10နဲ့ခွန် ဲ့တော့ရှင်းနှစ်ပေါင်းတော့၃ည၃နဲ့ခွန်နဲ့ပေါင်းတော့ခွန်ခွန်နဲ့ညင်များချင်းခွန်နဲ့ဆိုပြီးတော့ရထားပါတယ်เนาะဒါဆိုရင်တစ်ခါဒီမှာရှိတာကနှစ်ပါနှစ်ဆိုလို့ရှိရင်ဒီမှာရှိတယ်ငါရေเนาะဒီမှာရှိတဲ့လာမဲ့ပေါ့เนาะအဲအလဲတာရေအပိတ်ရေပေါ့เนาะသုံးလုံးပေါင်းမယ်ဆိုရင်နှစ်ဆိုတော့ညီမြချင်းနဲ့ equal power နှစ်ခန့်နဲ့တွားမယ်เนาะနှစ်ခွန်လေးဖြစ်ကောင်းမယ်เนาะဒါဆိုလို့ရှိရင်သူကအဲ့တော့ ဟိုငားရှိပြီးသားပေါ့နော်အဲ့တော့နှလုံးပေါင်းခြင်းကိုရှာလိုက်မယ်နော်ငားရှိပြီးသားနောက်တစ်လုံးနဲ့ပေါင်းလို့ရှိရင်နှစ်ဖြစ်ခြင်းတော့ပေါင်းခြင်းခွန်ဖြစ်ရမယ်ငားရှိပြီးသားနောက်တစ်လုံးနဲ့ပေါင်းခွန်ဖြစ်ခြင်းတယ်ဆိုတော့ပေါင်းခြင်းနှစ်ဖြစ်ကြမယ်ငားရှိပြီးသားနောက်တစ်လုံးနဲ့ပေါင်းလို့ရှိရင်လေးဖြစ်ခြင်းတယ်ဆိုတော့ဒီကြပေါင်းခြင်းကိုဖြစ်ကြမယ်ပေါင်းခြင်းခွန်ဖြစ်မယ်ပေါင်းခြင်းနှစ်ဖြစ်မယ်ပေါင်းခြင်းကိုဖြစ်မယ်ပေါ့နော်နောက်ပိတ်ကလေးကလေးတာဒါဆိုရင်တွဲကြည့်ရအောင်နော်ဒီမှာကနန်းလေးထုတ်ကြည့်မယ်ပေါင်းခြင်းခွန်အတွက်ဟုတ်ပြီနော် တော့နောက်တွဲဆိုတော့ရှေ့မှာခဏတလုံးလာလိုက်မယ်ဟုတ်ပြီနော်အဲဆိုရင်ပေါင်းချင်းခွန်ဖြစ်ချင်တာဟုတ်ပြီနော်ဒါဆိုရင်နောက်ထိုင်ကရထားတာက၄ဟုတ်တယ်နော်ဒီမှာ၄ပါအဲ့တော့ပေါင်းချင်းခွန်ဖြစ်ချင်တယ်ဆိုကြမလို့သုံးထဲမယ်သုံးခွန်ပေါင်းတော့၄နောက်တစ်ခါပေါင်းချင်းကဘာဖြစ်ချင်တာလဲနှစ်ဖြစ်ချင်တာ နှစ်ဖြစ်ချင်တာဆိုတော့ရှေ့မှာထိပ်စီတစ်လုံးလာမယ်နောက်က၄ဆိုတော့ဒီမှာရှစ်ဖြစ်မယ်အလေးတိုင်းကပေါင်းချင်းနှစ်ပြင်ရတကူကပေါင်းချင်း၉ပါနော်အဲ့တော့ရှေ့တိုင်းတစ်လုံးလာမယ်နောက်က၄၉ဖြစ်ချင်တယ်ဆိုတော့၅ဒါဆိုရင်တွဲမုံလေးတွေနောက်တွဲလေးတွေက3 4 5 5 5ဆိုပြီးတော့ရထားရဲ့เนาะဒါကတော့လာမယ့်ပတ်အတွက်ပေါ့เนาะနောက်တွဲလုံးလေးဒီပါเนาะညီမဆိုင်တဲ့ကိုချက်ပြချင်းဖြစ်ပါတယ်ကိုတို့မတို့ကြိုက်တမဲတဲ့တမဲဆိုလိုက်ပြီးတော့ကစားကြပါအားလုံးပဲလာမယ့်ပတ်မှာစီးလေးကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်